ကိုကမှကိုလိုပါယွံ့ွယ်လင်း resilient ဒဏ်ခံနိုင်မှုရှိခြင်းနဲ့ and moving forward ရှေ့ဆက်ဆက်လက်သွားခြင်းကျမငယ်ငယ်တုန်းကဖတ်ခဲ့ဖို့တဲ့စာအုပ်မယ်ပြောပြထားတာလေးမှတ်မိရဲ့မျိုးသမီးတွေဟာဒဏ်ခံနိုင်တဲ့နေရာမှာမျိုးသားတွေထက်ကိုသားတယ်။အဲခတ်တာကတင်းကြီးခံနေရခြင်းအမှုနဲ့သာချိန်တွေကုန်ဆုံးပြီးရှေ့ကိုဆက်မသွားကြတော့ ဘာမှကိုဖြစ်မလာတော့ဘူးပေါ်တယ်လေ။ဒါကြောင့်လဲကျမဟာဘဝတစ်လျှောက်လုံးမှာတန်ခမ်းနိုင်ဖို့ကြီးတက်တက်စူးစမ်းရုံမဟုတ်ပဲရှေ့ဆက်ဆက်လက်သွားနိုင်ဖို့ပါ။ဘာနေနေကြင်ကြံခဲ့တာပေါ့။ငိုနေရုံနဲ့မပြီးတင်းကြီးခံလိုက်ရုံနဲ့လဲအစဉ်ပြေလာမှာမဟုတ်တဲ့လောကကြီးစီ။နေထိုင်နေတည်းရတော့နေ့ရက်တိုင်းမှာမဖြစ်မနေရှေ့ဆက်ဖို့လိုတာပေါ့။ဆောင်းမွေးဝဲကြတာလား။အိမ်နဲ့အစဉ်မပြေတာလား။ အလုတ်ထုတ်ခံရတာမျိုးလားဒါမှမဟုတ်လဲရီးစားစီကအဖြတ်ခံရသလားပိတ်စသေးသေးမွားမွားကနေအကြီးအကျယ်စီအထိရှိပါစေကွယ်နာကျင်ရင်နာကျင်ကြောင်းလက်ခံရမယ်ငိုကျင်ရင်ငိုရဲရမယ်ရှုံးနေတာဆိုလဲဟုတ်ပြီငါရှုံးသွားတယ်ပေါ့ညီတို့ပင်ဆိုစေကမူခံနိုင်ရအားတော့ဒီလောက်တော့ရှိရမှာပေါ့လေကျမတို့ကလူကြီးတွေမဟုတ်လားကလေးတုန်းကလို့စင်တို့မျော်လင့်မှုတဲ့ ကိုလာခဲ့မဲ့မင်းသားလေးမျိုးဟာတကယ်တကယ်တမ်းတော့ရှိမနေဘူးကွယ်။ဘဝကြီးကခက်ခဲတယ်လို့တွေးရင် သူဟာအလိုလိုနေရင်ခက်ပြနေဦးမှာပဲ။လွယ်တယ်လို့တွေးကြည့်တော့လဲလွယ်တယ်ရောင်ရောင်ခံစားရတာပေါ့လေ။ဘလို့နေနေကျမတို့ဟာကိစ္စတိုင်းကိုကြော်ဖြတ်ရမှာပါပဲ။ဒီအတွက်ခဏရေအားကိုတော့ကိုဟာနဲ့ကို limit တွန်းတင်ရမှာပေါ့။မရတော့ဘူးတွေးမိနေရသေးတယ်ဆိုတာကိုကိုတိကိုတိရလေမို့ ီလိုကနေပဲရှင်တို့ဟာတဖြည်းဖြည်းတမလာတော့တာပဲ what does not kill you make you stronger ဆိုတဲ့တချင်းစာသားတောင်ရှိသားနဲ့ရောက်လာသမျှကြေတနာတိုင်းဒုက္ခတိုင်းဟာဒါငါကိုပိုတမ်းမာလာဖို့လာကျင့်ပေးနေတဲ့စိန်ခေါ်မှုတွေလို့သာတွေးချပြစမ်းရယ်။ဘာဖြစ်သေးတော့ဒါပြီးရင်တော့တင်ယူစရာရှိတာတင်ယူပြီးဆက်ပြေးပြီးတော့ ကျမတို့ဟာလောကနဲ့တပြေးညီချမ်းမြေစွာနေထိုင်ဖို့ရမှာစိတ်ကိုဆက်လက်သွားနိုင်တဲ့အရေးအချင်းရှိရပါမယ်။တူညီတဲ့ပြဿနာတွေကြီးကြုံပစေအောင်တော့တင်ယူဖို့လိုသေးလို့ကိုယ်စီမယ်။ဒီအရာတွေလာဖြစ်နေရတဲ့တာမှတ်ပြီး move on လုပ်ပြီးတော့လောကနေရာမှာမယ်ကိုကဖဲအရာမဆိုးအကောင်အဆိုးဒွန်တွဲလျက်ရှိတာမို့အဆိုးကြီးကွက်ကြည့်နေမဲ့အစားအကောင်ကိုပါရှာကြံပြီးမြင်နိုင်ရမှာပေါ့ ရှင်တို့ဟာကြုံလာသည်။အကောင်းအဆိုးမှန်သည်။အပေါ်မှာအရာရာတိုင်းဟာကို့အတွက်ဖြစ်လာတာလို့သာတွေးကိုတွေးရမှာပဲ။ဒီကားနေမှတဆင့်တခါကို့အတွက်ဘာကြံတယ်လဲရှာတဖန်ဆက်လက်ပြီးဘယ်အရာများပိုကောင်းအောင်ဖန်တီးနိုင်သေးမတုံးကြံရွယ်ကပူတံမာတဲ့မျိုးသမီးတယောက်အဖြစ်ဆက်လက်ရှောင်လန်းရပါမယ်။တန်ခမ်းနိုင်ရဲ့စီခြင်းအပေါ်မှာအပြည့်အဝအသုံးချပြီးရင်တော့ ကိုပြောရလေးကိုရှာလို့ရင်ဖြစ်စေကိုရည်ရွယ်ချက်လေးကိုပြန်မှတ်မိရင်ဖြစ်စေစင်တန်ဖွဲ့ရအကြောင်းပြချက်လုံလုံလောက်လောက်တွေစီစိတ်ကူးကြည့်ပေတော့ဆိုလိုတာကဘာအတွက်ကြောင့်များ ကျမတို့ဟာအနာတိဆေးရှိရာလမ်းကိုမရွေးချယ်ပဲတန်ရာတွေကြီးဆွဲဆွဲနေတဲ့ဘာမှဆက်ဖြစ်လာဖို့မရှိတဲ့လမ်းစီမှာဆက်ထိုင်ချနိုင်မလဲပေါ့ကျမဘဝအတွေ့အကြုံများအရာတော့ လောကမှာဖြည့်ရှင်လို့မရတဲ့ပြဿနာဆိုတာမရှိဘူးတော့ကြော်ဖြတ်လို့မရတဲ့ဒဏ်ရာဆိုတာလေကိုကထားခဲ့ဖို့ဆုံးဖြတ်တဲ့နေ့တွင်ကိုကြော်ဖြတ်လိုက်ပြီးလျက်သားပေမို့ကိုဒီလဲနောက်ဆုံးတော့လွတ်မြောက်ရတာပါပဲအတိတ်ကဟာ ရှင်တို့ဟာပြဿနာတိုင်းစိတ်ထန်ရာတိုင်းကိုဘယ်နည်းနဲ့ချိတ်ကပ်ပြီးဘယ်လိုပုံစံမျိုးတွေးတယ်ဆိုတဲ့အပေါ်မှာအများကြီးမိတီတာရဲ့ကိုကားကြီးခံနေရပါတယ်ဆိုတဲ့ ခံရသူဇလန်းမျိုးကိုရွေးမလားဒီအခြေအနေကိုငါကြုံရတာဟာငါစီပိုကောင်းတာဖြစ်လာမှာမို့ငါရင်ဆိုင်ရမယ့်စိန်ခေါ်မှုတစ်ခုထံမပိုပါဘူးဆိုတာမျိုးအပြုသဘောပို့ဆောင်ရင်တည်ငြိမ်စိတ်ရှည်တဲ့စတိုရီမျိုးကိုရွေးမလားဆိုတာမှာ အရာရာဟာရှင်တို့လက်ထဲမှာပါပဲထမှန်ဖြစ်ဆက်တတိပေးရရင်ဒါတီကပဲ grander person အမျိုးသမီးတယောက်ဖြစ်လာဖို့ အခက်အခဲဆုံးအပိုင်းလို့သာ ပြောရတော့မှာရဲ့ Brazilian ရှိခြင်းနဲ့ moving forward လုပ်နိုင်ခြင်းဟာတကယ်များတော့စကားလုံးလှလှတွေရေးပြဖက်ပြတာထက်လက်တွေ့ရင်ဆိုင်ရတဲ့အခါတိတ်ခက်ခဲပါတယ်လူသားပေမို့အားငယ်နိုင်တယ်ဆက်ရုပ်ဟုတ်မနေလို့အစိတ်တက်ချနိုင်တယ်ရှေ့ပြောနောက်ဖြစ်တွေကြိုတိနိုင်တဲ့နှစ်ဖျားမဟုတ်တာမို့ဝိုင်းဆိုတဲ့မိကွန်းတွေနဲ့လမ်းတွေပျောက်ရှားနိုင်မယ်တို့ပေမဲ့ ဒီအရာတွေရဲ့အဆုံးမှာတော့ကြံလေကုန်းထအရှင်တန်ရအောင်မဲ့လမ်းအစ်စ်တစ်ခုရှိနေသေးတဘောဒီတော့ကတဲ့အချက်အနေနဲ့ကျမတို့ဟာဘဝမယ်ကြုံဆုံလာရတဲ့အခက်ခဲတိုင်းကိုအလွန်အကျွံအာရုံစိုက်မိနေခြင်းကနေမြ мян ယုံထားနိုင်ရမယ်ဆိုပါတော့အဖြစ်အပျက်ကိုလက်ခံလိုက်ပြီးတိအပေါ်မှာတော့အချိန်အကြာကြီးခံစားမနေတော့တာမျိုးပေါ့ဥပမာကျမ၁၀တန်းအောင်အမှတ်တွေလက်ထဲရောက်လာခဲ့တော့ငါပေါ့ ကျမအဖေနဲ့အမေဟာသူတို့မျှော်လင့်ထားသလိုတက္ကသိုလ်မျိုးကျမမရောက်နိုင်တော့မှကိုသိရတဲ့အခါအခြေအနေမှန်ကိုလက်ခံဖို့ထက်ခန်းစားချက်တွေကြီးကြောချနေရင်ကယူကျုံမရမှုတွေနဲ့သာ နေစင်နဲ့အမျှလုံပန်းနေတော့တာပါပဲဒီအချိန်မှာကျမအတော်ကတော့ကျမကို သူ့စီခေါ်ပြီးရလာတဲ့ရက်ဆက်ကိုလက်ခံနိုင်ဖို့တင်ပေးကလက်တွေ့ကြကြဆက်ဆက်လို့ရမယ့်နီလန်းတွေကို ကျမနဲ့အတူတူဝိုင်းရှာပေးခဲ့ပါတယ် နေမအသုံးမကျတာကို ဆိုတဲ့ dramatic တွေဖြစ်နေတဲ့အပြစ်တင်မှုတွေထက်ကိုယ့်အဖြစ်ကိုလက်ခံပြီးနောက်ဆက်တွဲကြုံလာသမျှတွေကိုခံနိုင်ရရှိဖို့နဲ့ကိုရောက်နိုင်တဲ့အကြောင်းတွေကိုသာအတက်နိုင်ဆုံးရွေးချယ်မှုမှတ်ကန်အောင်ရှာဖွေရှေ့ဆက်ဖို့တိုက်တွန်းကူညီပေးတာမျိုးပေါ့လေဆိုလိုတာတခြားသောမတူညီတဲ့ case မျိုးတွေမှာလဲကျမတို့ဟာထိုနည်း၎င်းအတိုင်းပါပဲရှင်းဆိုင်ကြော်ဖြတ်ရမှာပါပဲနှစ်အချက်အရာတော့ ။ရှင်တို့ဟာကိုယ်စီရောက်လာတဲ့ပြဿနာအကြီးသေးတန်းကိုသုံးသက်စရာရှိတာသုံးသက်၊သင်ယူစရာရှိတာသင်ယူပြီးနောက်တစ်ချိန်ဒါမျိုးကိုယ်စီထပ်မံရောက်ရှိလာတဲ့အခါမှာလည်းခံနိုင်ရင်ရှိအောင်ချိုးတင်ပြင်ဆင်ထားဖို့လိုပါမယ်။ဥပမာကျမတို့ဘဝအစောပိုင်းတွင်မယ်ကြုံခဲ့ရမှုတဲ့သမီးစာသို့မဟုတ် တခြားလူမှုရေး relationship လေးတွေတုန်းကလုံမိတဲ့အမအပြုလေးတွေကိုဆင်ကျင်ပြီးရှေ့ကျုံလာတဲ့ဆက်ဆံရေးအသစ်တွေမှာ ။တူညီတဲ့အမားတွေထက်မကျူးလွန်မီလို့နဲ့ပိုကောင်းလာအောင်စ조사ပြင်ဆင်ကြတာမျိုးလေးတွေပေါ်လေ။ဒီနောက်မှာတော့နောက်ဆုံးအချက်ဖြစ်တဲ့ဆက်လက်ရှိသွားနိုင်ခြင်းစီရောက်ရတာပါပဲ။လက်ခံစရာရှိတာလက်ခံပြင်ဆင်စရာရှိတာပြင်ဆင်ပြီးကိုလို့စရာရှိတဲ့ဒီလင်းရူတွင်တွေစီအာယုံပြန်ဆိုင်တာတို့ငိုကိုချမှတ်ထားတဲ့စီမံစီကံအတိုင်းပဲတနေ့တာကိုလိုင်းနာချက်တိုင်းရင်းကလုံးဆရာရှိတာဆက်လုပ်သွားတာတို့ စသဖြင့် moving forward ရမှာပေါ့ဘာကြောင့်ဆိုကျမတို့တနေ့တာဟာစေတနာအဆူအကြောင်းတွေကြီးရှိနေမှာမမဟုတ်ဘူးပဲရှင်တို့စီမှာနေ့တနေ့စစဉ်ကလေးက things to do တွေရှိမယ် enjoy the moment အချိန်လေးတွေရှိမယ် self care တွေအတွက်ကို energy ကို save လုပ်ရမယ် self improvement တွေအတွက်လည်းတနေ့တာလုပ်ငန်းစဉ်တွေကိုအားဖြည့်ရအောင်မယ်ကဲဒီတော့ဆိုကြပါအောင်ဘယ်မှာ အခက်အခဲတွေကို ထိုင်ကြီးနေရမယ့်အချိန်ဘယ်မှာလဲပြဿနာတွေကို ထိုင်တွေးနေမယ့်အချိန်လူသားဆန်စွာပဲလူသားဆန်စွာပဲကျမတို့ကြုံနေကြ emotion အမျိုးမျိုးဖြစ်တဲ့ဒေါသတွေဝမ်းနည်းနာကျင်မှုတွေကြောရွှင်ခြင်းတွေနဲ့ဆက်ရွံ့တငယ်မှုတွေဆိုတာများကိုတော့ဘဝတစ်လျှောက်လုံးမဲ့အမြဲလိုလိုကြုံတွေ့ရင်ဆိုင်နေရအောင်မပေါ့ဒီလိုအခါတွေတိုင်းမှာသာစင်တို့ဟာမပြီးနိုင်မစည်းနိုင်တည့်ရလုံး ခံစားပြနေရင်ကြတော့လေဘဝကြီးကဘာလုံးမှာတော့မတန်လွန်းလာတယ်လို့မထင်ဘူးလားလောကမှာအချစ်ရှိရင်အမုန်းရှိမယ်ချစ်ရင်ကပေါင်းစည်းတတ်ကြသလိုလမ်းခွဲရတဲ့ဆက်ဆံရေးတွေဆိုတာမှလည်းအစင်ကြုံနိုင်တာပဲအသေးကွဲတာဟာထူးထွေဆမ်းမနေလို့အဲ့ရတဲ့ခုနှစ်ရက်လောက်ပြည့်လဲပြီး အစာအသောက်ပြတ်ရတဲ့အထီးဖြစ်ရဖို့တော့တိတ်မနှိမ့်လာဘူးပေါ့ကွယ် ဒီလိုပဲဘဝမယ်အနေအမြင့်အတက်အကြာဆိုတာမျိုးတွေလည်းကြုံရအောင်မှာပဲပတ်စံရှားနေနိုင်ရကကိုမွဲပြကြသွားတာပုံမှန်အစဉ်ပြေနေတဲ့အလောက်ကနေရုတ်တရက်နားလိုက်ရတာဒါမျိုးတွေတည်းလဲဖြစ်တတ်တာပါပဲမိဘကကိုကိုနားမလဲတာတငယ်ချင်းတွေက ကိုဆိုအလေးမထားတာအိုးဘာဖြစ်နေဖြစ်နေမှာဒီအရာမျိုးတွေဟာရှင်တို့ကျမတို့တယောက်တည်းစီမဲ့တာကြုံရဆုံရ နေရတဲ့ကိစ္စမျိုးတွေမှမဟုတ်တာဒါတွေအလုံးဟာလူသားမျိုးနွယ်တူကြီးတစ်ခုလုံးဖြတ်တန်းကျော်လွှားရမယ်အဖြစ်အပျက်လောကဇက်ခုံပြီးမှုတို့တွေဟာ rejection ညှင်းပယ်ခံရမှုတွေအပေါ်မှာလည်းခံနိုင်ရရှိရမယ်ဘဝမှာ falling apart တွေဖြစ်ပြီးအောက်ခြေထိကျုံမိကြမိကုန်တဲ့အခါဆိုရင်လေခံနိုင်ရရှိပြီးကြုံလာသည်။ကိုလက်ခံနိုင်ရမယ်ပြီးကြရင်တော့အိုးဒါဘာမှမဟုတ်သေးဘူး ဒါလောက်လေးများတော့ထိုကြော်ဖြတ်မှာပေါ်ဆိုတဲ့ resilient နဲ့အတူရှေ့ဆက်ဖို့ခေါ်အားမွေးနိုင်ရပါမယ်။ဘယ်ရာမှအမြဲဟုတ်နေမှာ မဟုတ်တာကပဲ။ကျမတို့ကျေးဇူးတင်စရာလေးပေမို့ကြတနာဟုတ်တာတွေရော မဟုတ်တာတွေရောပါ တသက်လုံးတော့တည်တတ်နေမှာမဟုတ်ဘူးရဲ့ဆိုတော့ဘာနေနေကိုကိုကိုယုံကြည်ပါလောကနေရာမှာကိုအားထားပါ ကောင်းသောအရာတွေကိုသာတွေးတွန်းရှိရှိပြီး ကိုဘဝရဲ့အနာဂတ်အိမ်မက်တွေစီစမတ်ကြကြရှောင်းလန်းကြစမ်းပါကွယ်နောက်ပြန်လှည့်မကြည့်ပဲနဲ့ပေါ့လေ